ရီယယ်အသင်ကမာယော့ကာအသင်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာတဂိုးသွင်းယူခဲ့တဲ့တိုက်စင်မှုပတ်ပြီးအသင်အတွက်ပွဲဦးထွက်ရာဒီမှာပြိုင်ပွဲစုံသွင်းကို40ပြေးသွားခဲ့ပါတယ်။ ဲ့ဒါကြောင့်ပပီယာပွဲဥထွက်ရာဒီမှာတွင်းကို40တွင်းယူနိုင်တဲ့ပထမဆုံးရီယဲအသင်းကစားသမားအဖြစ်လဲစံချိန်တင်နိုင်ခဲ့တာပါအဲ့ဒီပြင်ပပီယာကလပ်အသင်းကန်ဝင်ဒီစတီဖာနိုတင်ရှိထားတဲ့လွန်ခဲ့တဲ့82နှစ်ကစံချိန်တစ်ခုကိုလည်းကျော်ဖြတ်နိုင်ခဲ့ပါတယ်ဒီစတီဖာနိုကရီယဲအသင်းအတွက်ပွဲဥထွက်ရာဒီမှာလာလီဂါတွင်းကို28ဂိုးတွင်းယူခဲ့တာကိုပပီကတကိုးအတာတွင်းကို28ဂိုးနဲ့ကျော်ဖြတ်နိုင်ခဲ့တာပါပပီယာပွဲဥထွက်ရာဒီမှာရီယဲအသင်းအတွက်လာလီဂါတွင်းကိုအများဆုံးတွင်းယူနိုင်တဲ့သူအဖြစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်ပြင်သစ်အသင်းကောင်းဆောင်ဟာဘာစီလိုနာအသင်းကိုအေးနေခဲ့တယ်လာလီဂါပွဲစဉ်မှာအသ 仲有好多嘢講，對唔住你哋咯。 ဇာမိုရာနိုနဲ့32နှစ်ကြာဆန်ကျင်ကိုချိုးဖျက်ပြီးပွဲဥထွက်ရာသီမှာရီယဲအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တာပါရီယဲအသင်းဟာမာယော့ကာအသင်းကိုရာမွန်ရဲ့နောက်ကျတွင်းကုနဲ့အနိုင်ရရှိခဲ့တာကြောင့်ဘာစီလိုနာအသင်းကိုလာလီဂါချန်ပီယံဖြစ်အောင်ပွဲခံခွင့်ဆောင်ဆိုင်စေခဲ့ပါတယ်ဒါပေမဲ့ဘာစီလိုနာအသင်းဟာအစပန်ညိုအသင်းနဲ့ပွဲစဉ်မှာအနိုင်ရခဲ့ရင်ဒီယာဒီလာလီဂါချန်ပီယံဖြစ်အောင်ပွဲခံလို့ရပြီဖြစ်ပါတယ်ပြည်အသင်းအားမာယော့ကာအသင်းနဲ့ပွဲစဉ်မတိုင်မီမှာကစားသမား12ဦးအထိတိုင်ရာရရှိနေပေမဲ့အနိုင်ရလက်ရရှိအောင်ကစားနိုင်ခဲ့တာပါ။ရီယယ်အသင်းဒီပြအန်ဆယ်လော့တီကလာလီဂါချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုဟာ ပါမစိုးဖြစ်သွားနိုင်တဲ့အတွက်သူတို့ဆက်ပြီးတိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ပွဲပြီးမှာပြောခဲ့ပါတယ်။ရီယယ်တင်အားလာမယ့်လာလီကာပွဲစဉ်ဖြစ်မေလ18ရက်မှာဆီဗီလာအသင်းအင်ကွင်းတွားရောက်ရှင်းပြရမှာဖြစ်ပါတယ်။